မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီကိုမဘာတာဖုန်ကြီးတွေကတောင်းဆိုမှုကြောင့်မင်းအွန်လိုင်းကနေဖုန်ကြီးတွေအတွက်လိုင်စင်မဲ့ကားတွေကိုမြို့နယ်တန်ကနိုင်ရကအဖွဲ့ရဲ့ထောက်ခံချက်နဲ့ပြန်လည်စီးနင်းခွင့်ပြုလိုက်ပြီးကျန်တဲ့လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုတော့ဆက်လက်ဖမ်းဆီးနေတယ်ဆိုပါတယ်ဘုတ်တိုင်းကပေါက်ခေါင်းနဲ့ပေါင်းတယ်မြို့နယ်တွေမှာစစ်ကြောင်းထိုးပြီးရွာစင်လှည့်လည်မိရှုနေတဲ့ ကျပ်ပစကောင်စီတက်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတက်တွေကဝိုင်းဝန်းတိုက်ခိုက်ခြင်းမို့အတွင်းစစ်ကောင်စီတပ်သား71ဦးရဲ့မတာအလောင်းတွေနဲ့အတူလက်နက်ခဲယံဒရီကိုပါတင်းစီရရှိထားတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကျန်းဖတ်စစ်ကောင်စီကိုမဘာသာဖုံးကြီးတွေကတောင်းဆိုမှုကြောင့်မဲအောင်နိုင်ကနေ ဘုံကြီးတွေအတွက်လိုင်စင်မဲ့ကားတွေကိုမြို့နယ်တန်ကနိုင်ကအဖွဲ့ရင်ထောက်ခံချက်နဲ့ပြန်လည်စီးနင်းခွင့်ပြုလိုက်ပြီးကျန်တဲ့လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုတော့ဆက်လက်ဖမ်းဆီးနေတယ်လို့သိရပါတယ်။ဒါကတော့ဇွန်လ10ရက်နေ့ကစပြီးအကြမ်းဖက်မဲအွန်လိုင်းရဲ့ညွှန်ကြားချက်ကြောင့်နိုင်ငံတော်ကစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေမှာလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုစစ်တပ်နဲ့ရဲတွေကအကြီးအကျယ်ဖမ်းဆီးရမှာဘုံကြီးเจ้าကသာသနာအမိခံထားတဲ့လိုင်စင်မဲ့ကားတွေကိုပါဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။အဲ့ဒီအတွက် မပဒဖုံးကြီးတွေကမဲအွန်လိုင်းကိုအတနာကန်စာတင်ပြီးဖုံးကြီးတွေအတွက်တော့ license မဲ့ကားတွေစီးကွင်ပေးဖို့တောင်းဆိုလိုက်တာကြောင့်မဲအွန်လိုင်းကဖုံးကြီးเจ้าတွေအတွက် license မဲ့ကားတွေကိုမြို့နယ်တန်ခါနိုင်ငံအဖွဲ့ရဲ့ထောက်ခံချက်နဲ့ပြန်လည်စီးနှင်ကွင်ပြုလိုက်တယ်လို့မန္တလေးတိုင်းမရယာမြို့နယ်ကတိုက်အုပ်เจ้าတိုင်ဆရာတော်တပါးကနေမိန့်ကြားထားပါတယ်အဲ့ဒီလိုဖုံးကြီးတွေအတွက်စီးနှင်ကွင်ပြုတာကလည်းမြို့နယ်တန်ခါနိုင်ငံအဖွဲ့ရဲ့ထောက်ခံချက်ကသဆိုင်ရာသူတို့စစ်တပ်ကတက်နေမှုတွေ ရဲတပ်ဖွဲ့တွေနဲ့ထွေအုပ်တွေစီမှာစည်ရင်ရှိရမှာဖြစ်ပြီးမောင်ရင်တော့ကျန်တဲ့ license မဲ့ကားနဲ့ဆိုင်ကယ်တွေ need to ဖမ်းဆီးခံရမှာဖြစ်တယ်လို့မန္တလေးတိုင်းမတရားမြို့နယ်ကတိုက်အုပ်ចောင်းတိုင်ဆရာတော်တပတ်ကနေမိန်ကြားထားသလိုလက်ရှိမှာလည်းဘုံကြီးတွေအတွက်ပဲခွင့်ပြုပေးတာဖြစ်တဲ့အတွက်နိုင်ငံတော်က license မဲ့ကားနဲ့ဆိုင်ကယ်တွေကိုစစ်ကောင်စီဘက်ကဆက်လက်ဖမ်းဆီးတာတွေရှိနေတယ်လို့သိရပါတယ်တပတ်မှာတော့စစ်ကောင်စီကဘုံကြီးတွေအတွက်အဲ့ဒီလို license မဲ့ကားတွေစီးကွင်းပြုတ်လိုက်တာကြောင့်စစ်တပ်ထောက်ခံသူမဘာတာနဲ့အမျိုးသားကြီးအစွန်းရောက်ဘုံကြီးတွေကပါ သူတို့စီးနေတဲ့ license မဲ့ကားတွေကိုဖမ်းဆီးမခံရအောင်သက်ဆိုင်ရာတပ်နယ်မှုတွေရဲ့ထောက်ခံချက်လက်မှတ်တွေရယူထားကြတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ပကိုးတိုင်းကပေါခေါင်းနဲ့ပေါင်းတယ်မြို့နယ်တွေမှာစစ်ကြောင်းထိုးပြီးတော့ရွာစဉ်လှည့်လည်မိရှုနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ကြီးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမမှုအတွေ့စစ်ကောင်စီတပ်သား၁၁ဦးရဲ့မပါအလောင်းတွေနဲ့အတူလက်နက် KN တွေပါတင်စီရရှိထားတယ်လို့ အမှတ်3631 PDF တရင်ရဲ့တာဝန်ခံရဲဘော် Shadow ကရန်ကုန်ခေတ်ကိုပြောပါတယ်။လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလေလေခွင်းထဲမှာအတုံယုံသိနေကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မသားလောင်းပုံတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်။ဖြစ်စဉ်ကတော့ဇွန်လ3ရက်နေ့ကစပြီးဘကိုးတိုင်းကပေါင်းတယ်မြို့နယ်နဲ့ပေါခေါင်းမြို့နယ်တဲကတိုက်ချောင်းကုန်းအောင်စုမြင်းဒီကုန်းစတဲ့ခြေရွာတွေအပါအဝင် အနီးဝန်းကျင်ကခြေရွာတွေကိုရွာစင်လှဲ့လင်မိရှို့ဖျက်ဆီးနေတယ်အကြံဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေနဲ့တော်တော်ကိုအထိနာသွားပြီးလက်ရှိမှာတော်လန်ရေးတပ်တွေကစစ်ကောင်စီတပ်သားမပါအလောင်း၁၁လောင်းနဲ့အတူလက်နက်ခဲယမ်းတွေကိုပါတင်စီရရှိထားတယ်လို့အမှတ်363 1 PDF တရင်ရဲ့တာဝန်ခံရဲဘော်ရှယ်ဒိုကပြောထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်း အတုံယုံသိနေကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မသားလောင်းပုံအပြည့်စုံကိုတော့ရန်ကုန်ခေတ္တရဲ့ Telegram မှာပွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျတပ်ဖွဲ့မှာတော့မကွေးတိုင်းငဖဲမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့နေရီကန်လေချောင်းရန်ကာကွယ်ရေးတပ်စခန်းကနေခြေဦးတက်ရထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတစ်သုံးဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူတော်လန်ရေးတပ်တွေကအရှင်ဖမ်းမိထားတယ်လို့ CDF အရှိုးတပ်ဖွဲ့ရဲ့တာဝန်ရှိသူ Slime Ru Ching ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ ဇွန်လ၄ရက်နေ့ကပဲငပဲမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့နယ်ရီကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကနေစစ်မှုရန်တပ်သားတုံးဦးဟာတော်လန်ရေးတပ်တွေနဲ့ချိတ်ဆက်အလင်းဝင်လာမျိုးမဟုတ်ပဲလက်နက်တွေနဲ့အတူခြေဦးတက်ရထွက်ပြေးလာကြတယ်ဆိုပါတယ်အဲ့ဒီအချိန်ဒေါ်လာရင်းတက်တွေနဲ့လမ်းမှာတိုးပြီးအဲ့ဒီစစ်မှုထမ်းတပ်သားတဲ့သုံးဦးစလုံးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သူတို့ရဲ့လက်နက်တွေကိုပါသိမ်းဆီးရရှိထားတဲ့အပြင်အဲ့ဒီလိုရှေ့တန်းစစ်မြေပြင်တွေစီအပုတ်ခံထားရတဲ့စစ်မှုထမ်းတပ်သားတဲ့တွေအနေနဲ့ ခြေဥတရာထွက်ပြေးမနေပဲတော်လိုင်းတက်တွေနဲ့ချိတ်ဆက်ပြီးအလင်းဝင်ရောက်ကြဖို့ကိုလေ CDF အရှိုးတက်ဖွဲ့ရဲ့တာဝန်ရှိသူ slide ကိုချင်းကပြောထားပါလိမ့်ခင်ဗျာတဖက်မှာလေကင်းပြည်နယ်မြောက်ရီမြို့ကအချက်ဖက်စစ်ကောင်စီရဲ့ခလာရ1.5တရင်မှာ တာဝန်ကျနေတယ်စစ်ကောင်စီတပ်သားတအုပ်နဲ့စစ်မှုရန်တပ်သားတင်နှစ်ဦးဟာဒေါ်လာ1တရစီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့ PDF view ဟာ31ရဲ့တာဝန်ရှိသူတအုပ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဇော်လာ9ရက်နေ့ကပဲ မြောက်ရီမြို့ကအချက်ဖက်စကောင်စီရဲ့ခလရ2.5တက်ရင်းမှာတာဝန်ကျနေတယ်စစ်ကောင်စီတပ်သားတအူးနဲ့စစ်မှုထမ်းအပတ်စဉ်ရှစ်တင်နန်းစင်တပ်သားတင်နှစ်ဦးတို့ဟာလက်နက်မပါပဲကိုလွတ်ယုံထွက်ပြေးလာပြီးတော်လိုင်းတပ်တွေစီမှာအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးစလုံးကိုတော်လိုင်းတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားဆောင်ရှောက်ပေးထားပြီးအတုံးစရိတ်စုငွေအနေနဲ့တအူးကိုငွေကျပ်9သိန်းစီလဲထောက်ပံ့ပေးထားတယ်လို့ PDF viewer 31ရဲ့တာဝန်ရှိသူတအူးကပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအားလုံးနေရပြန်နိုင်ရေးအတွက်ဆိုရင်ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကိုထိန်းချုပ်ထားတဲ့အာရခတ်တော်အေအေပါပါဝင်ရမှာဖြစ်တယ်လို့အမေရိကန်ပြည်ထောင်စုကကုလသမဂ္ဂမှာတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ဒါကတော့ဇွန်လ10ရက်နေ့ကပဲကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ရဲ့ရှင်းလင်းတင်ပြချက်ကိုကြားနာတဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာအမေရိကန်တန်တမန်ကပြောလိုက်တာပါ။အဓိကကတော့ မြန်မာနိုင်ငံမှာရောက်နေတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအားလုံးနေရပြန်နိုင်ရေးအတွက်ဆိုရင်လက်ရှိရခိုင်ပြည်နယ်တစ်ခုလုံးနှီးပါကိုထိန်းချုပ်ထားတဲ့အရခတ်တော်အီအီပါပါဝင်ရမှာဖြစ်တယ်လို့ကျန်တဲ့သက်ဆိုင်သူအားလုံးနဲ့အတူတကွပူးပေါင်းလှုပ်ဆောင်ရမှာဖြစ်တယ်လို့အမေရိကန်တန်မန်ကကုလသမဂ္ဂညီလာခံမှာတရားဝင်ထုတ်ဖော်ပြောဆိုသွားတဲ့အပြင်လက်ရှိအမေရိကန်ပြည်ထောင်စုအနေနဲ့မြန်မာစစ်တပ်ရဲ့ဖိနှိပ်ချုပ်ချယ်မှုနဲ့အကြမ်းဖက်မှုတွေကိုခံစားနေရတဲ့သူတွေနဲ့အတူရပ်တည်ပြီးမြန်မာနိုင်ငံမှာပဋိပက္ခတွေအဆုံးသတ်ဖို့နဲ့ ငြိမ်းချမ်းရေးပြန်လည်ထူထောင်မှုအတွက်ဆက်လက်ကူညီထောက်ခံအားပေးသွားမှာဖြစ်တယ်လို့လည်းထုတ်ဖော်ပြောဆိုသွားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ရှမ်းမြို့ကလှိုင်းသားရမြို့နယ်မှာရှိတဲ့မြန်မာကြွိချွန်းဖနက်ဆက်ရုံမှာအလုပ်သမားတွေအနေနဲ့တရက်လောက်အား13000ကျပ်တိုးမြင့်ပေးဖို့ဆန္ဒပြနေရမှာဆက်ရုံဘက်ကဆန္ဒပြအလုပ်သမားတွေကိုဖမ်းဆီးအရေးယူမယ်ဆိုပြီးချိန်ချောက်နေတယ်လို့ဆန္ဒပြအလုပ်သမားတွေကရှမ်းကုန်ခေတ်တိကိုပြောပါတယ်။ဒါကတော့ဇွန်လ9ရက်နေ့ကစပြီး ရန်ကုန်မြို့ကလိုင်းသားရမြို့နယ်မှာရှိတဲ့မြမကြည့်ချွန်းဖနက်ဆက်ယုံမှာရှိတယ်အလို့သမားတွေကသူတို့အတွက်တရက်ကိုလှုပ်အားက13000ကျပ်အထိတိုးမြင့်ပေးဖို့ဆက်ယုံကိုဆန္ဒပြတောင်းဆိုခဲ့ကြရတယ်ဆိုပါတယ်အဲ့ဒီမှာဆက်ယုံဘက်ကတရက်ကိုလှုပ်အားက13500သာတိုးပေးနိုင်မယ်လို့ပြောပြီးသူတို့ပြောတဲ့နှုံထားအတိုင်းမယူဘဲနဲ့ဆက်လက်ဆန္ဒပြနိုင်မယ်ဆိုရင်ဖန်းစီအရေးယူမယ်ဆိုပြီးတော့ပါစန္ဒပြအလို့သမားတွေကိုချိမ့်ချောင်းနေတယ်လို့စန္ဒပြအလို့သမားတွေကပြောထားကြပါတယ်ဒီကနေ့ဇွန်လ17ရက်နေ့အထိတော့ အဲ့ဒီလိုင်းသားရမြို့နယ်မှာရှိတဲ့မြမကြီးချွန်းဖနက်ဆက်ယုံမှာအလုရှင်နဲ့အလုသမားတွေအကြားလုံအားကနဲ့ပတ်သက်ပြီးညှိနှိုင်းသဘောတူညီမှုမရသေးပဲဆန္ဒပြမှုတွေဆက်လက်ဖြစ်ပေါ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ